ကဘာတစ်ဖက်ခြံကလေတက်စခန်းတစ်ခုအဲ့ဒါကိုပြန်လို့ခြင်းတယ်လို့အင်အားကြီးနိုင်ငံတနေငယ်ရဲ့ခေါင်းဆောင်တယောက်ကပြောလာတယ်။ဒါပေမဲ့ထူးဆန်းတာကသူတို့နိုင်ငံကအဲ့ဒီနေရာကနေလွန်ခဲ့တဲ့နှစ်အနည်းငယ်ကနေကအပြိပန့်ချော်ပွားခဲ့ပြီးသားလေ။ဆိုတော့ဒီစကားရဲ့နောက်ကွယ်မှာတကယ်ရောဘာတွေရှိနေတာလဲ။ကဲအထုထူအဖြေရှားကြည့်ကြရအောင်။ဟုတ်ပါတယ်။ဒီစကားတခွန်းကနေပဲအားလုံးစလာပါ။ဘဂရန်ကိုပြန်ရောက်ဖို့စူးစမ်းနေတယ်တဲ့။အမေရိကန်တပ်တွေအာဖဂန်ကနေထွက်သွားတာနေ့နေ့ကြီးနေပြီ။ အခုမှဒီလိုစကားမျိုးဘာလို့ထွက်လာတာလဲဆိုတာတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။အဲ့ဒီမိဟွန်းကပဲဒီကိစ္စရဲ့အထူးအချက်ကိုရောက်သွားစေမှာပါ။ဆိုတော့တကယ်တော့လက်တွေ့မှာဖြစ်နိုင်လို့လား။ဒါမှမဟုတ်ဒီစကားရဲ့နောက်ွယ်မှာနိုင်ငံရေးအရာတခြားရည်ရွယ်ချက်တွေများပိုးနေတယ်လား။ကဲတခုချင်းစီစမ်းစစ်ကြည့်ကြတာပေါ့။ကဲပထမဆုံးအနေနဲ့ဒီလေတာစခန်ဝေါ်ပြန်သိမ်းမယ်ဆိုတဲ့ကိစ္စကလက်တွေ့မှာရောဘယ်လောက်ထိဖြစ်နိုင်ချေရှိလဲဆိုတာကိုအချက်အလက်တွေနဲ့အရင်ဆုံးတိုင်းတာကြည့်ကြရအောင်။ မက်ဂရန်ဆိုတာကလေဒါမန်လေးတဲ့စခန်းတစ်ခုလုံးဝမဟုတ်ပါဘူး။သူတမိုင်ကိုပြန်ကြည့်ရဲ1950လောက်ကဆိုဗီယက်တွေစောက်ခဲ့တယ်။နောက်ပိုင်း2000ကမှအမေရိကန်ဝင်လာပြီးနောက်ပိုင်းမှာတော့ကျန်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲရဲ့အတိတ်ကအာယုံကျော်စင်တာကြီးလို့ဖြစ်လာခဲ့တာပါ။ဆိုတော့ဆက်စွန်းနေတစ်ခုလောက်ကြာတဲ့အထိမဟာဗျူဟာအရာတိတ်အေးပါတဲ့နေရာတစ်ခုပေါ့။ဒီနေရာမှာနောက်ဖက်ရဲ့ယက်တီချက်ကတကယ့်ကိုထိတ်တိုက်ပါပဲ။တစ်ဖက်ကအခုချက်ချင်းပြန်လိုချင်တယ်လို့ပြောနေချိန်မှာ တဖက်မှာအာဏာရထားတဲ့တာလီဘန်တွေကကြတော့ဒါလုံးဝမဖြစ်နိုင်ဘူးစစ်တောင်မစင်စားဘူးဆိုတဲ့အခြေအနေမျိုးပါ။ကြွားကြိုက်ချက်ကတော့တော်တော်ကြည်ပါတယ်။ထရမ့်အစိုးရလက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိဟောင်းတယောက်ကိုယ်တိုင်ကတော့ဒီချက်ကိုထောက်ပြထားပါတယ်။ရှင်းရှင်းလေးပါပဲ။တာလီဘန်တွေက American တပ်တွေပြန်ဝင်လာအောင်လို့20လုံးလုံးစစ်တိုက်ခဲ့တာမှမဟုတ်တာ။ဒီတော့သူတို့ကပြန်လက်ခံစရာအကြောင်းမရှိဘူးဆိုတာ တော်တော်လေးတော့ရှင်းသွားတယ်။ Okay, ဆိုတော့လက်တွေ့မှာတော့မထစ်နိုင်တော့ပဲเนาะ။ဒါဆိုရင်တော့ဒီလိုတောင်းဆိုရတဲ့တရားဝင်အကြောင်းပြချက်ကတော့ဘာဖြစ်မလဲ။သူတို့ဘာကိုအကြောင်းပြထားလဲဆိုတော့ကိုကြည့်လိုက်ကြအောင်။အဓိကပေးထားတဲ့အကြောင်းပြချက်ကတော့ Guillaume Nagel မှာဘာလို့လဲဆိုတော့ Bagram Leaders ခန်းဟာတရုတ်ကသူ့လက် nuclear လက်နက်တွေထုတ်လုပ်တဲ့နေရာနဲ့တနားရီလောက်ပဲဝေးတယ်။အဲအဲဒါကြောင့်ဒီစခန်းကတက်အရေးကြီးတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပထဝီနိုင်ငံရေးကြွမ်းကျင်သူတွေကတော့ဒီအကြောင်းပြချက်ကိုသိလက်မခံကြပါဘူး။ဘာလို့လဲဆိုတော့ တယောက်ရဲ့နျူကလ িয়ার စခန်းတွေကအာဖဂန်နစ္စတန်နားမှာပဲစုနေတာမျိုးမဟုတ်ဘူးလေတကယ်တော့တနိုင်ငံလုံးမှာနေရအနှံ့ပြန့်ကျနေတာပါဆိုတော့ဒီကြောင်ပြချက်ကတိတ်မခိုင်းလုံဘူးတော့သူတို့ကမြင်ကြတယ်အင်းဒီတော့တရားဝင်ပေးထားတဲ့အကြောင်းပြချက်ကလေတိတ်မခိုင်းလုံဘူးဆိုရင်တကယ်ရည်ရွယ်ချက်ကဘာဖြစ်နိုင်မလဲအခုကျွမ်းကျင်မှုတွေရဲ့သုံးသပ်ချက်တွေသူတို့တင်ပြထားတဲ့ theory တွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင် ုံးသက်သူတွေကတော့ဖိနိုင်ချီ theory လေးခုကိုအဓိကထားပြီးပြောကြပါတယ်။ဒါစာခံကိစ္စလား၊ဖိတွင်းနိုင်ငံရဲ့သွေလား၊ဒါမဘူးတခြားအကြောင်းတွေရှိနေသေးလား။ကဲကြည့်လိုက်ကြရအောင်။ပထမဆုံး theory ကတော့တာဟာညှိနှိုင်းမှုတစ်ခုရဲ့အစိပ်ပိုင်းဖြစ်နိုင်တယ်ဆိုတာပါပဲ။ဆိုလိုတာကတာလီဘန်တွေဖားရှိထားတဲ့အမေရိကန်နိုင်ငံသားတွေကိုပြန်လွတ်ပြလအောင်ဖိအားပေးတဲ့နည်းပြဟာတစ်ခုအနေနဲ့ဒီစကားကိုသုံးတာမျိုးပေါ့။ဒုတိယအချက်ကတော့ပြည်တွင်းနိုင်ငံရေးနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။ 2021ခုနှစ်ကဘိုင်ဒန်ဆိုရလက်ထံမှာအာဖဂန်ကနေတက်တီဆွခွာခဲ့တာက တော်တော်လေးပန်ရပတ်တဖြစ်သေးကြတာပါ။အဲ့ဒီကိစ္စကိုအဆက်မပြတ်ဝေဖန်တိုက်ခိုက်ဖို့အတနိုင်ငံရေးလမ်းနဲ့တကူအနေနဲ့ဒီစကားကိုတုံးနေတာဖြစ်နေတယ်လို့သုံးသပ်ကြပါရစေ။ဒီကိစ္စမှာနောက်ထပ်အရေးပါတဲ့ကစားသမားတွေရှိပါသေးတယ်။အဲ့ဒါကတော့ ISIS K ပါ။သူတို့ကဘယ်လိုလဲဆိုတော့တာလီဘန်အတွက်ရောအမေရိကန်အတွက်ပါနှစ်ဖက်လုံးရဲ့ပုံရင်သူဖြစ်နေတယ်။ဒီအချက်ကအခြေအနေကိုပိုပြီးတော့ရှုပ်ထွေးသွားစေတာပေါ့ အဲ့ဒီဘုံရန်တူ ISK ကြောင့်တတိယ DOE တခုထွက်လာပါတယ်။ဒါကတော့ဖြစ်နိုင်ခြေကတော့အတော်လေးနည်းတယ်။ဒါပေမဲ့စိတ်ဝင်စားစရာတော့ကောင်းတယ်။အဲ့ဒါကဘာလဲဆိုတော့အနာဂတ်မှာ ISK ကိုတံပြန်တိုက်ခိုက်ဖို့အတွက်အမေရိကန်နဲ့တာလီဘန်တို့လျှော့ဝှက်ပူးပေါင်းနိုင်ဖို့အတွက်အခုကတည်းကလူကြီးရှင်ကြားဟန်ပြပြောဆိုနေရမျိုးဖြစ်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့ဒါကတော့တော်တော်လေးကိုဖြစ်တန်ခြင်းနည်းတယ်။ long shot တခုလို့ဆိုကြပါရဲ့။ ကဲနောက်ဆုံးစတုထအမြောက် theory ကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီစိတ်ကူးတစ်ခုလုံးကတကယ်တော့အလူတစ်ယောက်ရေးခဲ့တဲ့အဘော်ဆောင်းပါးတပုတ်ကနေအစာဖြူခဲ့တာဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲအဲ့ဒီအဘော်ကိုရေးခဲ့တာက Mike Wasper သူက American တပ်တွေ Afghan ကနေမစွခွာခင်ကားတွေကဒေဝလိုနိုင်ငံကိုထိန်းချုပ်ဖို့ဒီစခန်းကအရေးကြီးတယ်ဒါကြောင့်တပ်တွေစစ်ထားတင်းတယ်ဆိုပြီးရေးခဲ့တာပါအဲ့ဒီအတွေ့အခေါ်ကနေတဆင့်အခုလိုပြောဆိုမှုတွေအထိလွှမ်းမိုးမှုရှိသွားနိုင်တယ်လို့ကျွမ်းကျင်သူတွေကတုံ့တက်နေကြတာပါ ဒါဆိုရင်ဒီလေတက်စခန်းတစ်ခုတည်းကိုပဲကြည့်မနေတော့ဘဲနဲ့ဒီကိစ္စရဲ့နောက်ွယ်ကပူကြီးရဲ့ခြုံငုံတုံးတက်ချက်ကိုကြည့်လိုက်ကြရအောင်။ဒါတကယ်တမ်းမှဘာကိုဆိုလို့နေလာလဲ။ပထဝီနိုင်ငံရေးရဲ့ရရောလူသားချင်းစာနာမှုရှုထောင့်ကရောဘာဒီအရေးကြီးနေလဲ။တကယ်တော့အဓိကပြဿနာရဲ့အရင်းမြစ်ကဒီနေရာမှာပါ။တစ်ဖက်မှာတာလီဘန်တွေကနိုင်ငံတကာရဲ့တရားဝင် အသီးမပြုမှုတန်တမာဆက်ဆံရေးနဲ့အကူအညီတွေကိုအရန်လူချင်နေတဲ့။ဒါပေမဲ့နိုင်ငံတကာအထိုင်းဝင်းကကြတော့ အဲ့ဒါတွေမရခင်အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကိုကြောင်တက်ခွင့်ပိတ်ပင်ထားတာကိုအရင်ရပ်ပါလို့ပြန်တောင်းဆိုနေပါတယ်။ဒီတစ်ခုကြာကတင်းမမှုပါပဲ။တွင်းတင်သူတွေရောက်ဖြစ်တဲ့လီဇာခါထက်ကတော့ဒီလိုပြောပါတယ်။တာလီဘန်ကိုအတိမတ်ပြုမလားမပြုဘူးလားဆိုတဲ့ကိစ္စကိုသူတို့ရဲ့လုပ်ရပုံမှမူတည်တင်နေတယ်။အထူးသဖြင့်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအခွင့်အရေးကိုတိုးတက်အောင်လုပ်ပေးမှသာအတိမတ်ပြုမှုကိုစဉ်းစားတင်တယ်လို့ဆိုလိုတာပါ။ဒါကအဓိကဖိအားပေးနိုင်တဲ့အချက်ပဲလို့သူကမြင်ပါတယ်။ ပြီးတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်ဒီလိုလေးတဲ့စကားတစ်ခုတည်းကိုပဲအာယုံဆိုင်ပြီးပြောနေတာတွေကအာဖဂန်နစ္စတန်မှာတကယ်တမ်းဆက်လက်ဖြစ်ပွားနေတဲ့လူအခွင့်အရေးကြက်တဲလို့ပြောပိုကြီးမားပြီးအရေးကြီးတဲ့အကြောင်းအရာတွေကိုများမျက်ကွယ်ပြုရရောက်သွားစေသလားဒါကတော့အားလုံးတည်းစဉ်းစားစရာပါပဲ